အခုကြည့်နေတဲ့သူတွေထဲမှာတက်ဘလက်တစ်လုံးကိုဘယ်လိုမျိုးသုံးကြလဲတော့ကျွန်တော်မသိဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တက်ဘလက်တစ်လုံးရှိတာပြီဆိုလို့ရှိရင်ဖုန်းထက်ပို့ပြီးတော့ဒီတက်ဘလက်မှာအဓိကသုံးဖြစ်တဲ့အရာတွေက entertainment ဘိုင်းအတွက်သုံးတာရယ်ပြီးတော့နောက်ပြီးတော့ laptop ကိုမသုံးကျင်တဲ့အချိန်တို့ computer ဘေးနားမှာမရှိတဲ့အချိန်တွေမှာကျွန်တော်ပေါ့ပေါ့ပါပါအလိုလေးလုပ်ဖို့အတွက်ဆိုရင်တက်ဘလက်ကိုသုံးပြတာများတယ်။အခု owner အစ်စ်မိတ်ဆက်ပေးထားတဲ့ owner pad extend အရာတက်ဘလက်တစ်လုံးမှာအဲကျွန်တော်သုံးပြနေတဲ့အချက်လေးနဲ့သွားကြိုက်နေတာတတိထားမိရယ်။သူ့ရဲ့ဈေးနှုန်းကတော့7300ကျန်တဲ့ရောင်းပေးမယ်လို့သိရတယ်။ဒါက single ထည့်ပြီးတော့ ATE version ကိုသူတို့ရောင်းပေးရဲ့ဈေးနှုန်းပေါ့နော်။ဆိုတော့ ATE ားချင်းဖြစ်သွားရတဲ့ဘယ်နေရာကြီးမှာအဆင်ပြေသွားလဲဆိုတော့ကိုကအပြင်ဟိုဒီ tablet ကိုယူသွားတယ်ဗျာဒီ tablet မှာ internet သုံးနေတဲ့အခါမျိုးကြရင်ကျွန်တော်ကဖုန်းကနေပြီးတော့ wifi နေဆိုရင်အဲ wifi ပြန် share ပြီးသုံးရတာမျိုးရှိတယ်အဲဖုန်းပြောချင်တယ်ဆိုရင်လည်းဖုန်းကတလုံးတသက် tablet ကတသက်ယူသွားရလေးရှိတယ်ဒီကော 4G LTE version ဖြစ်သွားရတဲ့ကျွန်တော်တို့ wifi ပြန် share ပြီးတော့သုံးစရာလည်းမလိုတော့သလိုဖုန်းပြောချင်တယ်ဆိုရင်လည်းဒီ tablet မှာဖုန်းကန်ပြီးတော့ပြောလို့ရတယ်ဖုန်းခေါ်ပြီးတော့ပြောလို့ရတယ်ဆိုတော့ဒီဟာလေးကတော်တော်အဆင်ပြေပေါ့နော် design ဘိုင်းပါညာကလည်းရိုးရိုးရှင်းရှင်းပဲ metal body chassis ကိုသုံးပေးထားတယ်သူ့ရဲ့အထူက6.77 mm အလေးချိန်လေးက 185ဂရမ်ဆိုတော့71.5လမ်းမအရွယ်တက်ဘလက်လုံးအနေနဲ့ဆိုရင်တော့ကိုင်းရတာပေါ့ပေါ့ပပါရှိတယ်ပေါ့နော်ကင်မရာကတော့ single camera ပဲဒီကြောဘက်မှာ8 megapixel camera နောက်အရှေ့ဘက် selfie camera 5 megapixel camera ကိုသုံးပေးထားတယ်ဆိုတော့ကျွန်တော်ခုနကပြောသလိုမျိုးပေါ့နော်တက်ဘလက်တစ်လုံးမှာကျွန်တော်အဓိကသုံးပြတဲ့ entertainment ပိုင်းဒီ entertainment ပိုင်းကိုကောင်းကောင်းသုံးဖို့အတွက်ဆိုရင်သူ့ရဲ့ display ကောင်းဖို့က70%လောက်ထိအဲကျွန်တော်တို့ဆိုရင်အရေးပါတယ်ဒီ Honor Pad X9 tablet မှာဆိုရင်လည်းသူ့ရဲ့ display က11.5 inches ရှိတဲ့ display ကိုမှ 2.5K 120Hz IPS LCD display panel ကိုတုံးပေးထားတယ်ဆိုတော့ secondary body ratio အနေနဲ့ကလည်း86%ရှိရဆိုတော့သူရဲ့ဘောင်တွေကလည်းအရင်ကြီးမထူတာမစိုးဘူးပေါ့နော်ဒီစတဲ့ဝင်ကျင်မှာ 2.5K resolution ထိတုံးပေးထားရဆိုတာကတော့ကျွန်တော်သဘောကျတယ်ရုပ်ရှင်ကြည့်ရင်လည်း resolution ကောင်းကောင်းကြည့်လို့ရမယ်ပြီးတော့ပုံမှန် social media တုံးဘာညာဟိုပို့ဒီပို့လုပ်ရင်လည်း 120Hz နဲ့ဆိုတော့ smooth ဖြစ်တယ်နောက်အဲ့ရထဲမှာဘောဝဲဘာညာကြည့်ကျင်နေဆိုရင်တော့မှာပဲသူရဲ့ display က mic နေရာမျိုးပြဆိုတော့ကျွန်တော်က5:2 ratio နဲ့လာမှာဒီလိုမျိုးထောင်ထားရဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဒီ Facebook တုံးတာတော့ TikTok တုံးတာတော့ဆိုလို့ရှိရင်ဒီပါ full view experience အပြည့်ကြီးရတယ်ဗျအဲ့အောင်မှာဒီမျိုး landscape းလုတ်လိုက်ပြီဆိုရင်လည်းသူက16:9ဖြစ်သွားအောင်16:9ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့အာမီဒီယာကွန်ဆန်ရှင်လုတ်တာပေါ့နော်အထူးသဖြင့် YouTube ဗီဒီယိုကြည့်ရပဲဖြစ်ဖြစ် Netflix ကြည့်ရပဲဖြစ်ဖြစ်16:9 ratio ဖြစ်သွားတဲ့အတွက်ဒီအပေါ်အောက်မှာ blur မရှိတော့ဘူးဆိုတော့ဒီတစ်ချက်ကကျွန်တော်တို့ဆိုရင်တော်တော်လေးသဘောကျဖို့ကောင်းတယ်ပြီးတော့ဒီ Honor Pix 9A ရဲ့ display ကကျွန်တော်သုံးကြည့်ရတဲ့အခါမှာသဘောကျဖို့ကောင်းတဲ့အချက်လေးနောက်ထပ်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ color ဘိုင်းမှာသူက100% sRGB gamma support လုပ်ထားရဲဆိုတော့အယောင်မှန်တယ်ဗျာဆိုတော့ကျွန်တော်တော်ယုံအဲဒီ TikTok ရိုက်ပြီးတော့ edit လုပ်တာမျိုးတော့ပေါ့နော်အဲကက်ကက်ဘာညာ edit လုပ်တာမျိုးတွေလည်းသူ့မှာသုံးလို့ရတယ် brightness ကလည်း 420nits speed brightness ဆိုတော့ဒီ11.5 inches ကထွက်တဲ့ 420nits ဆိုတာလုံလောက်တယ်ပေါ့နော် ဒါအောင်မှာကျွန်တော်တို့ minimal brightness ကလည်း tunis တိရှော့လို့ရရဆိုတာညဘက်သုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ခုနကပြောလို့ညဘက် air တဲမှာပေါ်ပွဲကြည့်မယ်ဆိုရင်လည်းမျိုးလုံးထိခိုက်တာဗာညာမဖြစ်တော့ဘူး။ဒါအောင်မှာမျိုးလုံးထိခိုက်တာတက်တာပေါ်တော့သူ့မှာလည်းတခြား feature တွေထည့်ထည့်ပေးထားတယ်။အဲ့ဒါကဘာလဲဆိုတော့ dynamic dimming နဲ့ flicker free certification နဲ့ low blue light certification တွေပါလာတယ်ဆိုတော့ hardware level ထိရတာပေါ့နော် certification တွေကအဲ့ဒါကတော်တော်လေးအချိန်ကြာကြာသုံးမယ်ဆိုရင်မျိုးလုံးကိုထိခိုက်မှုရှော့ချပေးနိုင်တယ်။ဆိုတော့ဒီ display ဘိုင်းကောင်းတာ entertainment ဘိုင်းမှာ70%ထိအရေးပါရဆိုရင်နောက်ထပ်30%က audio ဘိုင်းလို့ပြောလို့ရတယ်။ tablet တလုံးက ော့ရုပ်ရှင်ကြီးတခြင်းထားထောင်ပြီးဆိုတော့ရာဖုန်းထက်အတန်ထွက်ပူကောင်းတာကိုပဲလိုချင်ကြတာသူကြီးပဲပေါ့နော်အခုကြည့်နေတဲ့သူဆိုရင်လည်းအဲ့လိုမျိုးလိုချင်မှာပဲကျွန်တော်ဆိုရင်လည်းအဲ့လိုမျိုးပဲလိုချင်တာပဲဒီနေ့မှာ Honor Pack X9A က Surround Quest Speaker Setup ကိုတုံးပေးထားရတယ်ဒါကျွန်တော်တက်ပလက်တွေမှာတွေ့နေကြပုံစံပဲနောက်မှသူက High Res Certification နဲ့အတန် Volume ကို200%တင်သွင်းလို့ရတဲ့ features တွေပါလာအောင်မယ်အဲ့ရတဲ့အပြင်မှာကျွန်တော်တကယ်သဘောကျတာက တကယ် audio အကောင်းဆုံး experience ရဖို့ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး landscape ထောင်ပြီးတော့ပဲဒီ tablet ကြီးကိုသုံးနေစရာမလိုဘူးတချို့ tablet တွေမှာကျတော့ဒီလိုမျိုး landscape ထောင်တာမှာအကောင်းဆုံး audio experience တစ်ခုကိုပေးတယ်ဒီ honor bias ညာရင်မှာကျတော့ကျွန်တော်ဒီလိုမျိုး vertical အနေထားနဲ့သုံးမယ်ဆိုရင်တော့မှာပဲ audio quality အနေထားအတူတူရအောင် optimize လုပ်ပြီးတော့ထုတ်ပေးနိုင်တယ်ဒါကျွန်တော်ခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာအချိန်ကုန်လာများတဲ့အခါကျတော့ဒီပေါ်ကကွန်တက်နေအကုန်လုံးက vertical အကုန်လုံးဖြစ်ကုန်တယ်ပေါ့နော်အဲ့လိုမျိုး vertical ကွန်တက်တွေကိုကျွန်တော်တုံးရင်းတုံးရင်းနဲ့သူ့ရဲ့ vertical အနေထားမှာတုံးရတဲ့အခါပြန်ရတဲ့ audio experience ကိုသဘောကျလို့ထည့်ပြီးတော့ပြောပေးလိုက်တာပြီးတော့ဒီ honor back x9 ရာကျွန်တော်ကြောင်းတုံးယုံတုံးအတွက်ဆိုရင်လည်း recommend ပေးလို့မစိုးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့တစ်ချက် screen size ကြီးရဲ့ဗျာနှစ်ချက် resolution ကောင်းတယ်အဲ့အပြင်မှာဒီ honor ပြောထားကြရရဆိုရင် online meeting နဲ့ online class တွေတက်တဲ့အချိန်မှာကျွန်တော်တို့ဒီစကားအသံတွေကိုထိခြားကြရအောင် focal enhancement လုပ်ပေးတာ၄ AI နဲ့ဒီ background noise တွေကို ဖယ်ပေးနိုင်တဲ့ noise cancellation features ထည့်ပေးထားတာတွေနောက်ပြီးတော့ကျွန်တော် AI ရဲ့ owner note ပေါ့เนาะဒီမှာပါလာ features အသစ်အဲ့ဒါဆိုရင်လည်းကျွန်တော်ပြောနေတဲ့စကားသံတွေကို text အဖြစ်စာအဖြစ်ပြောင်းပေးတာမျိုးတွေနောက်ပြီးတော့ကျွန်တော်ဒီ pen နဲ့ရေးလိုက်တဲ့စာတွေကို text အဖြစ်ပြောင်းပေးနိုင်တာမျိုးတွေဆိုတော့ဒီလိုမျိုး features တွေကျွန်တော်အလုပ်အတွက်ပဲဖြစ်ဖြစ်ကျောင်းသုံးအတွက်ပဲဖြစ်ဖြစ်အစဉ်ပြေ features တွေထဲမှာပါတယ်ကျွန်တော်အလုပ်အတွက်လို့ပြောလိုက်တာနဲ့ရေးကြီးရဲ့အပိုင်းဖြစ်တဲ့ Word တို့ Office တို့ အဲဒီ A0 တို့တုံးဖို့အတွက်ဆိုရင်လည်းသူ့မှာ Honor Dock ဆိုတဲ့ app လေးတစ်ခုပါလာမယ်ပေါ့နော်ဒီထဲမှာမှကျွန်တော် document တွေ slide တွေ A0 တွေတုံးလို့ရမယ်ကိုက office တွေတုံးမယ်ဆိုရင်လည်းဒါလေးပါလာတော့မစိုးဘူးပေါ့နော်ဘာလို့လဲဆိုတော့ तू ကတပ်ပါတီ keyboard တွေ mouse တွေ pen တွေနဲ့လည်းတွဲတုံးလို့ရအောင် support လုပ်ပေးထားတယ်ဆိုတော့ကိုကစင်းစရာလောက်တာပဲဖြစ်ဖြစ်စာရေးရပဲဖြစ်ဖြစ်အဲကျွန်တော်ဆိုရင်အပြင်မှာ script ရေးရပဲဖြစ်ဖြစ်ဒီကောင်လေးနဲ့ keyboard နဲ့ pen နဲ့ mouse နဲ့တွဲပြီးတော့တုံးရတာသဘောကျဖို့ကောင်းတယ် တခြား feature တွေအနေနဲ့ဆိုတော့ဒီ Honor Pad X9 Air Android 15ကိုအခြေခံထားတဲ့ Magic OS 9နဲ့လာမယ်ပေါ့နော်။တခြား Honor device တွေနဲ့ပါကိုယ်အတွက်သုံးနိုင်မယ်ဆိုရင်တော့သူ Honor ecosystem တစ်ခုအနေနဲ့သုံးရတဲ့အနေအထားမျိုးဖြစ်သွားမှာပေါ့နော်။ဒါမှမဟုတ် Google Pay နဲ့လည်းပါလာရဲဆိုတော့ကျွန်တော် Clay အတွက်ပေးသုံးမယ်ဆိုရင်လည်း Kispay လိုမျိုးခွဲပြီးရောပေးထားလို့ရတဲ့မျိုးတွေပါသုံးလို့ရမယ်။ ဒီနေ့စပတ်ဒီအနေနဲ့ဆိုတော့ battery bank မှာ 8300mAh ပါလာမယ်။ဒါအောင်မှာ 35W onar charge ကို support လုပ်ပေးထားတယ်။ performance ပိုင်းမှာတော့ Qualcomm Snapdragon 865 chipset ကိုမှာ RAM က 8GB storage က 256GB storage နဲ့လာမယ်။ဆိုတော့ဒီ performance ကကျွန်တော် gain တွေပါတယ်အရန်ဆော့မှာထက်ကျွန်တော်တခြားပြောခဲ့လိုမျိုးပဲ entertainment ပိုင်းကိုသုံးမယ်၊ရုံသုံးကြောင်းသုံးအတွက်သုံးမယ်ဆိုရင်တော့ပိုပြီးအဆင်ပြေလိမ့်မယ်။အဲ့တော့အခုဒီ onar bag extender ရာ tablet တစ်လုံးကို10သိန်းဝန်းကျင်မှာကျွန်တော်အတွက်ဆိုရင်တော့လူကြီးတွေကို entertainment ပိုင်းအတွက်ပေးသုံးတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ကြောင်းတက်နေရတဲ့သူတွေ၊ရုံအလုပ်လုပ်နေရတဲ့သူတွေအတွက်ဒီ pop 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 keyboard မောက်စီနဲ့တွဲသုံးခြင်းနဲ့ tablet လုံးရှာနေရင်တော့မစိုးဘူးလို့ပြောလို့ရတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဒီ honor pad exchange နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဆိုတော့အောက်ကကွန်မန့်မှာဆွေးနွေးပေးသားလို့ရပါတယ်ဗျ